ိုင်းဝင်အောင်ပွဲမှာပေါဝင်ခွင့်ရခဲ့လို့ပြောချင်ရတယ်လို့လက်ရှိမန်စီးတီးကိုယ်တော်မှဒေါ်နာရမားကဖွင့်ရခဲ့ပါတယ်။ကျန်ခဲ့တဲ့မေလမှာ PSG နဲ့အတူချန်ပီယံလိဘလားကိုပထမဆုံးကန်မြောက်နိုင်ခဲ့ပြီးနောက်ဒေါ်နာရမားတယောက်စင်ကုံမှုအသစ်တွေအတွက်ပြင်သစ်မျိုးတော်ကိုဆွန့်ခွာပြီးမန်ချက်စတာစီးရီးအသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ကျင်သစ်တင်းစားလက်ခီးနဲ့အတွေ့မှာတော့ဒီအီတလီကိုယ်တော်မှကသူ့ကစားသမားဘဝကိုအယောင်တက်စီမဲ့အောင်မြင်မှုအကြောင်းကိုပြန်ပြောင်းပြောပြလာပါတယ်။တရင်သမားက မေးတာမှာ UCSU ဘလားမရခင်နှစ်တွေကဒနာရမားနဲ့ဆိုချန်ပီယံဖြစ်ပါမလားဆိုတဲ့မေးခွန်းတွေတန်တရားတွေကအမြဲကျေလောင်နေကြတာပါအဲ့ဒီအတန်တွေကိုကြားမိပါသလားလို့မေးခွန်းထုတ်လိုက်ပါတယ်ဒနာရမားကသတိထားမိပါတယ်အောင်မြင်နေဆိုတာကလည်းအသင်းကတစုတစည်းတည်းရှိနေကြတာကြောင့်ပါတပွဲချင်းပဲကြော်ဖြတ်ခဲ့ပြီးပြင်ပကအာယုံနောက်ဆရာတွေကိုတက်နိုင်တယ်များအသင်းတွင်ဝင်မလာအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်ကိုဘာလို့ရမလဲဆိုတာကိုကိုပဲအာယုံဆိုင်ခဲ့တယ်နောက်ကိုလို့ရမယ့်အလုပ်ပေါ်အားဆိုင်ပါတယ် ခက်ခဲတဲ့အချိန်တွေတော့ရှိခဲ့တာပါပဲ။ဒီနေ့အားနဲ့ကျွန်တော်တို့ကြော်ဖြတ်ခဲ့လို့အခုအားလုံးမြင်တွေ့ခဲ့တဲ့အောင်မြင်မှုတွေကိုရရှိခဲ့တာပါ။အင်တာနက်ဗိုလ်လူပွဲကလည်းခက်ခဲပါတယ်။အိုးကွာချက်ကြီးမားပေမဲ့ခက်ခဲတဲ့ပွဲတစ်ပွဲပါ။အင်တာမီလန်ဘလောက်ကစားရခက်လေအားလုံးသိပြီးသားပါ။ကျွန်တော်တို့အားလုံးစနစ်တကျပြင်ဆင်ခဲ့ပြီးပွဲကိုထင်တာထက်လွဲကူအောင်လုပ်ပြနိုင်ခဲ့ပါတယ်။ဘာရီမာသမိုင်းတစ်ခုကိုဖန်တီးနိုင်ခဲ့တာကိုလည်းပျော်ရွှင်မိပါတယ်။ကျွန်တော်တယောက်တည်းမဟုတ်ပဲတင်းတင်းလုံးကျေးဇူးတင်ရမှာပါ။ဒါပေမဲ့ဟိုရဲ့ယူရိုတန်း80တန်းပြောင်းရွှေ့ကိုတားဆီးခဲ့တဲ့လူ ရှာဗင်ဟိုနဲ့စီဒီအကြအကာလရှိတက်တန်းတို့စာချုပ်တွေသဘောတူညီခဲ့ပြီးနောက်ဒီနေ့မှာရှာဗင်ဟိုကိုစပါအသင်းရဲ့ယူရို80နဲ့ကဲလက်မှုကိုပယ်ချလိုက်တဲ့ပုတ်အခွင့်အရေးကဘသူဖြစ်ကြောင်းပေါ်ထွက်လာခဲ့ပါတယ်။ဒီ22နှစ်သားကကွာရီယိုလာတောက်လျှောက်နေရပေပြီးရေးစီအတွက်ခေါ်ယူထားတဲ့ကစားသမားဖြစ်နေသည့်တိုင်အောင်ဂျန်ကရက်တွေမှာစပါအသင်းကကစားသမားကိုမရအရာခေါ်ယူဖို့ကြိုးစားခဲ့တာပါ။ရောက်လန်တဲ့အသင်းနဲ့မန်စီးတီးအကြအနောက်ကစားသမားအကြအတော်လေးအလုံများခဲ့တဲ့ကာလတွေဖြစ်ခဲ့ပြီးစီးတီးဘက်ကလည်းကစားသမားကိုလက်လွတ်မခံချင်တာကြောင့် ောက်ခံခဲ့တာကိုတွေ့ခဲ့ရပါတယ်။ဒီနေရာမှာအပြောင်းအရွှေ့ကိုအဓိကတားဆီးခဲ့တယ်ပါမန်စီးတီးအသင်းရဲ့အကြီးတန်းအုပ်ချုပ်ရေးရာရှိဖာရန်ဆိုရီယာနိုဖြစ်တယ်လို့သိရပါတယ်။ဂွာဒီယိုလာဘက်ကတော့အကယ်၍အသင်းကရိုဒရီဂိုရိုဒရီဂိုကိုခေါ်ယူနိုင်ခဲ့တဲ့နောက်ဆာမေဟိုကိုဆက်ထိန်းထားဖို့ဆန္ဒရှိကြောင်းလွေမာကလေးကအတည်ရင်းကြင်ညာထားတာပေါ့။အခုချိန်မှာတော့ပရိသတ်တွေအနေနဲ့ကစားသမားရဲ့တူးတက်လာမှုကိုဒါစောင့်ကြည့်အားပေးသွားရမှာပါ။သို့တော်ကစားသမားရဲ့အသက်အရွယ်ကငယ်သေးတာကြောင့်ပြိုင်ပွဲသင်းတွေရဲ့ချင်းကပ်မှုတွေလည်းအနာဂတ်မှာရှိလာမှာတော့အသေးချာပဲဖြစ်ပါတယ် ။ O'Reilly ရဲ့စာချုပ်တဲ့အတွက်ကျင်းနေတဲ့ပက်ကွာရီလား။အသက်20ရွယ်အင်္ဂလန်လူငယ်ကစားသမား O'Reilly ကို9နှစ်စာချုပ်နဲ့2030အထိရှိမဲ့ contract ကို Man City ကထုတ်ဆိုနိုင်ခဲ့ပါတယ်။ Ruben Dias, Rico Lewis တို့ရဲ့နောက်၃ယောက်မြောက်စာချုပ်ရတဲ့ကစားသမားပါ။လက်ရှိရသည့်ကစားပြီးသမျှပွဲတွေမှာတော့ O'Reilly ကဒီဘလောက်ထိအလားအလာရှိတဲ့ကစားသမားလဲဆိုတာကိုတော့ပြသထားနိုင်ပါတယ်။အတင်းကလက်ရှိကစားသမားတွေကိုတက်တန်းတိုးနေတဲ့ဘောပတ်က Rico Lewis အခု O'Reilly စာပင်ဝါလဲနှီးစက်နေပြီ ရူဘင်ဒီယက်ကတော့စောပိုင်းကလေးကစာချုပ်ချုပ်ပြီး